ကိုလာတဲ့ကိုနွားနို့ထည့်လိုက်မယ်ဆိုဘာဖြစ်သွားနိုင်လဲအဖုံးကိုကြက်ကြက်ပေးပြီးခနာပိတ်ထားလိုက်မယ်ဆိုကိုလာကအကြည်အောင်ဖြစ်သွားပါလိမ့်မယ်ဒါကိုမြင်တွေ့ပြီးရင်လူကြီးမင်းတို့ကတောက်ရဲသည်လားရေအပြည့်ဖြစ်ထားတဲ့ပူပေါင်းကိုမျက်နှာပြင်မှာတိတ်ကက်ပြီးအလေကားနဲ့အပေါက်ဖောက်လိုက်မယ်ဆိုရင်တော့ပန်းထွက်လာတဲ့ရေတွေကခဲနေသလိုမျိုးဖြစ်နေပါလိမ့်မယ်ဒါကအလွာလိုက်စီစဉ်မှုနေရာမှာဖြစ်ပါတယ်ပကံလုံးနဲ့ရှာလကာရဲ့အတင်းတင်းထဲချက်ဥကိုထည့်ပြီးစေပေးထားလိုက်ပါမယ်အဲနောက်ကျောက်ကိုဆဲထုတ်ပြီးသဘောတန်တဲ့မျက်နှာပြင်ကိုပုတ်တိုက်စီပေးလိုက်မယ်ဆိုရင်တော့တော်တော်အီအီတေးပေါ်လုံးလေးဖြစ်ပြောင်းလဲသွားပါလိမ့်မယ် ညလင်ပလဲလုံးအဖြစ်လည်းအသုံးပြုလို့ရပါသေးတယ်။ဖျောင်းနိုင်ကိုရေဆူနေတဲ့တ िश ူပေါ်ထွန်းပြီးသူ့ကိုခွနဲ့အုပ်လိုက်ပါမယ်။ဖျောင်းနိုင်မိငိမ့်ပြီးတဲ့နောက်ရေပြည့်ဖြည့်ထားတဲ့ခွက်လေးကူတင်လိုက်မယ်ဆိုရင်တော့အตาရလေးမယူလို့ရသွားပါလိမ့်မယ်။ဒါကကြီးမားတဲ့ဖျားကြောက်ဖြစ်ပါလေ။ရေပြည့်ဖြည့်ထားတဲ့ဘူးကိုတ िश ူတစ်ရွက်နဲ့အုပ်လိုက်ပြီးဘူးကိုမောက်ချလိုက်မယ်ဆိုရင်တော့ရေတွေကဘူးရဲမြဲမြဲရှိနေပါလိမ့်မယ်။ဒါကရေရဲ့တန်ရှင်ကြောက်ပဲဖြစ်ပါလေ။ကျဲဥကိုရေထဲထည့်လိုက်ရင်အောက်ထိနစ်မြုပ်သွားပြီးရေထဲစားတင်တင်ထည့်ပြီးနှောက်အောင်ဝေပြီးပါကျဲဥကိုထည့်မယ်ဆိုရင်တော့ဘောလုံးပေါ်လာပါလိမ့်မယ် ဒါကပင်လယ်သေတွေမှာဘောလုံးပေါ်နေရခြင်းရဲ့လှည့်ဝတ်ချက်ပဲဖြစ်ပါလေ။ခွက်တဲ့ဘေကင်းဆိုတာနဲ့ရှာလကာရဲ့အသင့်တင်ထဲလိုက်ရင်အံပွဲတန်းဝင်မျိုးထွက်လာပါလိမ့်မယ်။မီးတောင်းနေတဲ့ဖျောင်းနိုင်နေနာကတ်လိုက်မယ်ဆိုရင်တော့မီးတွေငိမ့်သွားပါလိမ့်မယ်။ဒါကမီးတက်ဆေးဘူးတွေရဲ့သဘောတရားပဲဖြစ်ပါလေ။အေးအေးဘူးပေါ်ကဆေးတွေကိုကော်ဘတ်နဲ့စားပြီးရင်လက်ကင်ခွေကနေဝါးထုတ်နဲ့ထိုးပြီးခွက်လွတ်တဲ့ချိတ်ဆွဲထားလိုက်ပါမယ်။အဲ့တော့ခွက်သေးပိုက်တန့်စီရီတွေလောင်းထည့်ပြီးခဏလောက်စိတ်ထားပြီးဆဲထုတ်လိုက်မယ်ဆိုရင်တော့တန်ဘူးကအကြီးအောင်ဖြစ်သွားတာတွေ့ရပါလိမ့်မယ်။ ပလင်းကွင်ရဲ့အဝါကိုတူနေထူတဲ့အခါပလင်းကမကွယ်သေးပဲပလင်းထဲရင်နှီးအနေငယ်ထည့်လိုက်ပြီးအသားလေးခောက်လိုက်တဲ့အခါပလင်းကထပ်ပိုင်းကွဲထွက်သွားပါလိမ့်မယ်။ဒါက water hammer effect ပဲဖြစ်ပါလေ။နှစ်ဖက်ချွန်ထားတဲ့ခေတံကိုစားပြော့ရည်နဲ့ထိုးဆိုင်ပြီးအပေါ်ဘက်ကိုတခဲအဖို့အမနဲ့ချိန်လိုက်တဲ့အခါအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကရေထဲမှာတက်ကွဲသွားတာတွေ့ရပါလိမ့်မယ်။ဒါကလျှက်စစ်တက်ပြူရည်ဖြစ်ပါလေ။ potential permanganate ကို1ချုပ်စီရင်ရောဆက်လိုက်ရင်ဘာဖြစ်မလဲဆိုတော့လူကြီးမင်းတို့တီလား။ လွှာစာမုတ်ထဲကိုပိုတက်စီယပါမန်းကနေနဲ့စုံနဲ့ဝမ်ချူစီရီ30 20ထည့်ပြီးစက္ကန့်20ထားလိုက်မယ်ဆိုရင်တော့အလိုလိုမီထားတောက်လာပါလိမ့်မယ်။အရင်ထူးဆန်းနေမဟုတ်လား။စတီပလဲဂျိုးရဲ့တစ်ဖက်ကိုပြစ်ချလိုက်မယ်ဆိုရင်တော့ပလဲဂျိုးကပုံမမြန်ကြလာပြီးလေထဲပြတ်တက်နေသလိုမျိုးဖြစ်နေပါလိမ့်မယ်။ဒါကနမဲကြီးပလဲဂျိုးပန်ရွတ်တဲ့တံဖြစ်စင်မဲဖြစ်ပါတယ်။ရည်တတန်နဲ့လေစာမီးထိုးလိုက်ရင်ဘာလင်းနှမ်းမှမတွေ့ရပဲရည်တဲ့နွားတို့အနေငယ်ထည့်ပြီးမှွေပြီးတဲ့နောက်အလင်းပြန်ထိုးကြည့်မယ်ဆိုရင်တော့ထင်ရှားတဲ့အလင်းတန်းကိုမြင်တွေ့ရပါလိမ့်မယ်။ဒါကတင်တာအလင်းဖြာထမှုဖြစ်စေမဲ့ဖြစ်ပါလေ ပေတံကိုအကြိတ်သေးဖိလိုက်မယ်ဆိုရင်တော့အပေါ်အောက်အလင်းမြန်ရွှေ့ရှားသွားပါလိမ့်မယ်။ဒါပေမဲ့အလင်းရောင်ထဲမှာထားပြီးဖိလိုက်တဲ့အခါမှာတော့လိုင်းတံလှုပ်ရှားသွားပါလိမ့်မယ်။ဒါကဂျယ်လီလှုပ်ရှားမှုဖြစ်စဉ်ပဲဖြစ်ပါလေ။ကလေးတွေကိုမိုဘိုင်းခင်းတွေဆော့ခိုင်းနေမယ်အစား။ဒီလိုသိပ္ပံဒီကြလက်တွေ့ဆန်တက်ချက်တွေကိုအဖော်ပြဆန်တက်ပေးမယ်ဆိုရင်တော့ပိုကျိုးရှိစေပါလေ။